အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့အထိမ်းအမှတ်ဖြင့် Miss Yangon 2025ပြိုင်ပွဲကိုမတ်လ9ရက်ကရန်ကုန်မြို့မှာကျင်းပခဲ့ကြောင်းအဆိုပါပြိုင်ပွဲကျင်းပရေးစီစဉ်သူထံကစုံစမ်းသိရှိရပါသည်။အဆိုပါပြိုင်ပွဲကိုမျိုးသမီးရေးရာကော်မတီကကြီးမှုကျင်းပတာဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတက္ကသိုလ်ရီနဲ့အဖွဲ့အစည်းအသီးသီးကပြိုင်ပွဲဝင်အယောက်40ပါဝင်ခဲ့ကြောင်းသိရပါသည်။ထူးထူးနဲ့အလှမယ်တွေပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီး ိုင်ပွဲကျင်းပပေးခဲ့တာဖြစ်ကြောင့်ပွဲစီစဉ်သူဦးထေးလင်းကစင်ဝါကိုပြောကြားခဲ့ပါတယ်။အမျိုးသမီးတွေကလူဖွဲ့စည်းမှအရေးကြီးတယ်။လူသားမျိုးနွယ်ကိုဆက်လက်ထိန်းသိမ်းဖို့တာဝန်ရှိတဲ့မိခင်တွေအဖြစ်အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါရှိတယ်လို့၎င်းကဆိုပါတယ်။မြန်မာနိုင်ငံအမျိုးသမီးရေးရအဖွဲ့ချုပ်အဖွဲ့ဝင်ဒေါခင်မာလာအောင်ကအမျိုးသမီးတွေရဲ့အခွင့်အလမ်းကိုမိမောင်းထိုးပြခွင့်ရတဲ့အတွက်တိတ်ခုံယူတယ်။အဖွဲ့ချုပ်အနေနဲ့အမျိုးသမီးတွေရဲ့အရေးချင်းကိုမြင့်တင်ပေးလိုတယ်လို့ပြောခဲ့ပါတယ်။ အခုနှစ်မတ်လမှာကြောက်ရောက်တဲ့ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုံမှာကျမတန်းတူညီများမှုကိုအရှိန်မြှင့်လှုပ်ဆောင်ရန်ဖြစ်ပါတယ်။